အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုမြန်မာနိုင်ငံမှာအရန်ကက်စားတွေအရန်ထရမ်ပစ်နေတဲ့တရင်တပုတ်ကျွန်တော်ဒီဆက်ဆွေးနွေးပေးချင်တယ်အဲ့ဒါကဘယ်လရရှ်အမျိုးသမီးကိုမြန်မာနိုင်ငံမှာအယောင်ခံပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ဂူဝင်းရဲ့စိတ်အပိုင်းကိုပါကျေးဇူးတင်ပါတယ်ဒီတဲ့တဲ့ဘောတက်ခံကြရတဲ့ကိစ္စရှိဖို့ကျွန်တော်တို့ကျွေးနေချင်ရအောင်ပါဘယ်လရရှ်ရဲ့အစိုးရအမျိုးမြန်မာနိုင်ငံမှာရောင်းစားခံတဲ့တပ်ဖြတ်ခံခဲ့တယ်ဆိုတော့ ဒီကိစ္စကိုကျွန်တော်တို့ဆွေးနွေးကြည့်အောင်ဒါကပရိသတ်ကြီးစုသူအနေနဲ့မတိသေးဘူးဆိုရင်အခုကျွန်တော် live နေတဲ့ YouTube ကမြန်မာနိုင်ငံအကြောင်းတိတက်ပြောဖို့ရတဲ့အတွက်တည်ထောင်ထားတဲ့ YouTube လေးတစ်ခုပါတော့တွားပြီးမှလည်း subscribe လုပ်ပေးကြပါဆွေးမတော့အတော်ဆိုချင်တယ်တချို့တော့နော်တချို့လောက်ကျွန်တော် share လုပ်ပြရစေ share လည်း share ပေးကြပါအောင် All right. တခြားလောက်တခြားလောက်ငါ10မိနစ်လောက်ချိန်ပေးပါ Okay ကျွန်တော်တို့ကအဓိကဒီနေ့ဆွေးနွေးတော့မှာကတော့မြန်မာနိုင်ငံချဖြတ်တမားတွေရဲ့လိုရကြီးတော်တော်လေးကြောက်စရာကောင်းနေပေါ့အဲ့ဒါတွေကိုဒီတင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဆိုတော့ဒီအမျိုးသမီးပေါ့တခြားလောက်ကျွန်တော်ဗီဒီယိုပြမယ်အဲဒီအမျိုးသမီးပေါ့ဗျာ ဒီမြို့သမီးကမြန်မာနိုင်ငံမှာရောင်းစားခံပြီးနောက်ပိုင်းမှာတပ်ချက်ခဲ့တဲ့မြို့သမီးတယောက်ပါဆိုတော့ကျွန်တော်တို့တဆင်ပြီးတဆင်ဆွေးနွေးကြည့်ရအောင်ပါတော့သူကပထမအဆုံးဘယ်သူလဲပေါ့သူကဘယ်လရပ်နိုင်ငံသူဖြစ်နေတယ်အသက်က26နှစ်အရွယ်ပဲရှိသေးတယ်အဆူရောဖြစ်တယ်သူ့ရဲ့နာမည်က Vera Castro Visa Castro Sofalo ခေါ်နေတယ်ပေါ့နော် ူမကအရင်တော့က the voice ဆိုတဲ့တခြင်းပြန်ပွဲမှာလည်းရင်ပြိုင်ခဲ့ခုတဲ့သူတယောက်ဖြစ်နေတယ်ဆိုတော့ Belarus နိုင်ငံသူဖြစ်နေတယ်ဘယ်လိုလို့ပြည်မြန်မာနိုင်ငံကိုရောင်းစားခံခဲ့ရလဲအစ်စ်တစ်စင်ဘီစင်ချီချီအောင်ဒါကတော့သူပုံတွေသူ့ရဲ့เนาะဒီနာမည်တွေတိပြီဆိုတော့ကျွန်တော်မပြတော့ဘူးကျွန်တော်တို့ဒီလိုပဲဆွေးနွေးကြည့်အောင်ပါတော့ဆက်လောက် ဆိုအဲ့ဒီမျိုးသမီးကတိုင်းကိုပေါ့နော်တိုင်းနိုင်ငံမှာ model အလုံးလို့ဖူးရှိရဆိုမှကမ်းလှမ်းမှုတစ်ခုရောက်လာတယ်ပေါ့သူကလည်းလက်ခံတယ်ဟောဒါဆိုတော့တွားမယ်ပေါ့ကွာဆိုတော့သူကလည်းတိုင်းနိုင်ငံကိုတွားနေတယ်တိုင်းနိုင်ငံရောက်ပြီးတဲ့နောက်ပိုင်းမှာသူကရှားဖြတ်အလုံးတမားရဲ့စင်တာလေးမှာဆက်ရောက်နေတယ် အဲ့ဒီနောက်ပိုင်းမှာထိုင်းနိုင်ငံရောက်ပြီးတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံဖက်ချန်းရှိနေတဲ့ကြားဖြတ်ငွေကြေးလိမ်လည်မှုဂိုင်းသမားတွေကဖမ်းဆီးပြီးမှခေါ်ဆောင်သွားခဲ့တာဟဲ့ကနဲ့မော်ဒယ်လို့ဖူးသူ့ကိုလောက်ကန်လှမ်းထားတာနော်အဲ့ဒါနဲ့သူကလို့ဖြစ်သွားတာဆိုတော့ဖမ်းဆီးခရပြီးနောက်ပိုင်းမှာအတွေ့အကြုံကျွန်တော်ရှင်းပြမယ်တစ်ချက် step by step ဆိုတော့သူမကဒီကြားဖြတ်ဂိုင်းစတာတွေကသူ့ကိုဘာလို့လောက်ခိုင်းတာလဲ ပထမဆုံးကြည့်ရအောင်သူ့ကို online dating app ပေါ့နော်အခု dating app ရှိနေတယ် online မှာရေးစားရှာနေတဲ့ app တွေများကြီးရှိနေတယ်ဒါရင်းကိုလေးတွားပြီးမှတိတ်မယုံကြနဲ့အောင်ဩမြန်မာပြည်ကမြန်မာမျိုးသမီးတယောက်ကလည်းတကုံကြုံရနေတယ် apps တုံးမဲ့စင်ဒီ apps ကိုတုံးပါဟော app ကိုတုံးပါတကုံပြောနေကြတယ် online ရဲ့ dating app online ရဲ့ချင်းတွေ့ဖူးလုပ်နေတဲ့ apps တွေကလည်းတိတ်ပြီးမယုံကြနဲ့ပေါ့နော်ဆိုတော့သူမှကာ ီ online ရဲ့ gangster သမားတွေကြဖြတ်ငွေကြေးလိမ်လည်မှုအကိုင်းတွေက online ရဲ့ dating app မှာ account အတုကိုဖွင့်ခိုင်းပြီးမှအမျိုးသားတွင်ထိုင်နေမှာငွေကြေးလိမ်လည်မှုကိုအတင်းအကျပ်အလုပ်ခိုင်းစေခဲ့တယ်။နော်အမျိုးသားအမျိုးသားတွေက online မှာ dating လုပ်မယ်၊ဘာညာလုပ်မယ်၊ form ပြောမယ်၊ chatting လုပ်မယ်အတင်းအကျပ်အတုကိုလုပ်ခိုင်းတာတဲ့မြန်မာနိုင်ငံမှာ။ ဆိုတော့အဲ့ဒီဂျာဖက်ဂိုင်းကနောက်ဆုံးမှာတူမီသားစုထံတွေထဲမှာဒေါ်လာ9သိန်းတောင်းခဲ့တယ်ဒေါ်လာ9သိန်းနော်ခင်ဗျားတို့တမီလွတ်ချင်တယ်ဆိုတော့ဒေါ်လာ9သိန်းပေးပါတဲ့အမပြန်လွတ်ပေးမယ်ဆိုမှတောင်းခဲ့တယ်ဒါမဲ့မိသားစုတွေနဲ့ဒီညနေတိုင်ပြဆွေးနွေးမှုမပြီးမပြီးခင်မှာပေါ့နော်အောက်တိုဘာ၄ရက်နေ့မှာသူ့မိသားစုနဲ့အဲ့ဒီအမျိုးသမီးလေးကလုံးဝအဆက်အသွယ်ပြတ်သွားတာ ဆက်တွေ့ဖြစ်သွားတာဆိုတော့ဒါဆိုတော့ဒီမြူးသမီးကဘယ်လိုတေခဲ့လဲဘယ်လိုတေဆုံးခဲ့လဲဆိုကြည့်ကြည့်အောင်ဆိုတော့ဂိုင်းဖြတ်ဒီချားဖြတ်ဂိုင်းစတာတွေကဗီရာကိုတပ်ဖြတ်တေဆုံးပြီးတဲ့နောက်ပိုင်းမှာအလောင်းကိုမီးတချူလိုက်တယ်ဆိုမှမိသားစုကိုအတိပေးလိုက်တယ်ပထမမှာမိသားစုထံကနေဒေါ်လာ9သိန်းတောင်းတာနော်။နောက်ပိုင်းမှာပဲကဲခင်ဗျားတို့တမီးကိုကျွန်တော်တို့တက်ဖြတ်ပလိုက်ပြီ။မိတချူတယ်ဆိုမ သူ့မိသားစုကိုအချောင်းချပလိုက်တာဆိုတော့ဒီရုရှားရဲ့သတင်းမီဒီယာ UNN ရဲ့ပေါ်ပြချက်အရဆိုရင်တော့ဒီအမျိုးသမီးအဗီဇာဗီရာလေးကအသက်ခံပြီးတော့ပိုင်းမှာတဲ့သူ့ကိုယ်တွင်အင်ကာအစိတ်အပိုင်းကိုပါပုံယူခံခဲ့ရတယ်လို့ပြောကြတယ်သူ့ရဲ့ကိုယ်တွင်ပါအစိတ်အပိုင်းတော့မကစ်နီရောဖြစ်ဖြစ်မှာပေါ့ကွာကြောက်ကတ်တော့ဖြစ်ဖြစ်မှာပေါ့နော်အဲ့ဒါကိုထောက်ယူခံခဲ့ရတယ်ဆိုမှ ရုရှားကမီဒီယာကတော့ပြောထားပါတယ်ဆိုတော့ဒီတည်ဆုံးမှုကကုရင်းအင်ကမ်ဟောင်းခူယောင်းဝေရေးပေါ့နော် organ harvest gang star in ka lu rin ko tap bi ma tro ye organ ku rin in ka ri ko di a yu bi ma ta cha ne ya ma ta the si ma pyan yaung da myo paw lo di lo myo ku rin in ka hong khu yaung we mu ri le set set nai chaung russia tri media ka lo phaw pya tha ba de so di cha phet gain ne patat bi ma nau khan ye chet lo ye chu lo chi chi yaung တော့ Thai Thai နဲ့မြန်မာနေဆက်မှာရှိနေတဲ့ကြားဖြတ် gangster ကလူမောင်ခူတွေပြီးတော့ဒီအတ္တမအလုတ်ခိုင်းစင်မှုတွေပြီးတော့ငွေငွေပေးတောင်းခံမှုတွေနာမည်စုဖြစ်ကြောကြားခဲ့တယ်အထူးသဖြင့်ကျွန်တော်မြန်မာနိုင်ငံကအဲ့ဒီကြားဖြတ်ကိစ္စနဲ့ပဲတော်တော်လေးကိုနာမည်စုလာခဲ့တယ်ပေါ့မြန်မာနိုင်ငံကအရန်ကြောက်စက်ကောင်းလာတယ်ကဘာတော်မှအရန်ကြောက်စက်ကျွန်တော်တို့ movie ရုပ်ရှင်တွေထဲမှာကြည်ခေဖူးတဲ့ ဟိုမက္ကဆီကိုဖက်တို့ဘရာဇီးလ်ထက်တော့ပူဆူးလာတယ်ပေါ့တော်တော်လေးကိုကြောက်စရာကောင်းလာတယ်ဆိုတော့ဒီကိစ္စကဒီကိုင်ကအစစ်အပိုင်းပေါင်းခုရောင်းဝယ်မှုနဲ့ဆက်ဆက်မှုရှိရဆိုမှလည်းနိုင်ငံတကာအဖွဲ့အစည်းများကကြေကြေပြတ်ပြတ်အာလှုပ်လာတယ်ဒါမဲ့ဒီ UN တို့ကဘာငယ်တို့ကတော့ခုထိတော့ဒီဆွဆွေးချင်းတော့မရှိသေးပါဘူးပေါ့နော်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးမှကျွန်တော်တို့သတိထားရမယ့်အချက်လေးတွေကိုလည်းပြောပြစေပေါ့နော် ဆိုတော့ကြဖြတ်ခိုင်းတွေကမနေနေနိုင်တမျှဒီလူပဲဖြစ်နေဥမာပါဆိုတော့ဘယ်လိုလုပ်မလဲအဲ့ပေါ့နော်ဆိုတော့ဒါကကျွန်တော်ရဲ့ YouTube channel အသစ်လေးပါပေါ့တို့မြန်မာနိုင်ငံအကြောင်းတီးတက်ပြောနေတဲ့ YouTube channel အသစ်လေးပါပေါ့နော်ဆိုတော့သွားပြီးမှ subscribe လုပ်ပေးကြပါအောင်ပေါ့နော်အားပေးကြပါအောင်လို့ပြောပြောဆိုချင်ပါတယ်မြန်မာနိုင်ငံအကြောင်းနဲ့ပတ်သက်ပြီးမှပြီးတော့ဘ ഹു ဒုတာနဲ့ပတ်သက်ပြီးမှဒီမှာပဲများသောအဖြစ်တော့ပြောပါလိမ့်မယ်ကျွန်တော်ရဲ့ Jun online ကတော့နိုင်ငံတကာသတင်းတွေနဲ့ပတ်သက်ပြီးမှပြောသွားမှာဖြစ်ပါတယ် ဆိုတော့မြန်မာနိုင်ငံကတတော်လေးကိုအခြေအနေဆူးလာတယ်ကွာနာမည်ဆူးနေပဲမြန်မာနိုင်ငံကနာမည်ကြီးလာတယ်ကဘာမှလည်းအခုကတိုင်းတိုင်းတိုင်းတော်မှာတိုင်းတိုင်းတိုင်းကြောင့်လို့ကျွန်တော်တို့မြန်မာနိုင်ငံကနာမည်ဆူးရယ်ဆိုပြောလို့မမှားဘူးပေါ့ဗျအတိုင်းမှာပဲမော်ဒယ်လွတ်မယ်မော်ဒယ်လွတ်မယ်ဆိုမှလင်ခဲ့ကြတယ်နောက်ပိုင်းကျမှပဲကျွန်တော်တို့ရဲ့နိုင်ငံရေးမှာပဲအဲ့လိုမျိုးခဏခဏဖြစ်နေတယ်ဆိုတော့ဒီမှာကျွန်တော်တို့ရဲ့သတိထားရမယ့်အချက်လေးတွေကိုကျွန်တော်ပြောပြရစေ ျွန်တော်တို့မြန်မာအမျိုးသမီးလေနောက်မှာဆိုရင်လည်းပါမှာအခုထိတော့မြန်မာအမျိုးသားအမျိုးသမီးတွေကတိတ်မပါသေးဘူးလို့ပြောကြတယ်ပါတော့ပါတယ်ကွာကျွန်တော်ပြောတာရက်ခိုင်လုံးနေတယ်ပေါ့များတော့ပြတော့နိုင်ငံခြားသားတွေပဲများသေးတယ်နိုင်ငံခြားသားတွေနိုင်ငံခြားသူပဲများသေးတယ်ကျွန်တော်တို့နိုင်ငံမှာအလောက်ထိတော့လူမောင်ခုမှုတွေလူတပ်ဖြတ်မှုတွေလင်းလေမှုတွေဘိမ့်မှုတွေပါမှုတွေနဲ့အများကြီးရှိတာရင်ဆိုင်ခဲ့ရတယ်ဆိုတော့နိုင်ငံခြားသားတွေကအလောက်ကမ်းလှမ်းမှုလုပ်နေပေမဲ့ အထူးသဖြင့်ထိုင်းနိုင်ငံမှာမော်ဒယ်လုပ်မယ်အဆူလုပ်မယ်စားတောက်ဆိုင်ကုမ္ပဏီမှာအလုပ်လုပ်မယ်အဆူပြီးမှကမ်းလှမ်းတာမျိုးမြန်မာအမျိုးသမီးတွေကကြုံနေမယ်ဆိုတော့တတိထားကြပါကိုမယုံကြည်တဲ့လူတွေချင်းမှာတွားပြီးမှမလုပ်ကြပါနဲ့အာအလုပ်လူချင်းပါတယ်ဆိုပြီးမှငွေမျက်နှာကိုကြည့်ပြီးမှပဲနိုင်ငံခြားသားတိုင်းကိုလည်းတွားပြီးမှအထင်ကြီးမနေနဲ့ပေါ့နော်အထူးသဖြင့်မြန်မာနိုင်ငံရဲ့အမျိုးသမီးတွေကဒါကိုအရန်အရန်ကိုတရီထားတဲ့နေကိစ္စပါ။အ နိုင်ငံခြားသားတွေကိုတွားပြီးမှလည်းအယုံမလွေကူချနဲ့နိုင်ငံကျွန်တော်တို့မြန်မာနိုင်ငံရေးတွေကမြန်မာနိုင်ငံသားတွေကနိုင်ငံခြားသားမှတမယအကုန်လုံးထင်ကြီးတယ်ကွာဆောက်ရမ်းထင်ကြီးတယ်နိုင်ငံခြားသားတွေကတော်တော်လေးဆောက်ပိုးတွေများကြီးရှိတယ်ဆောက်မတုံးတွေများကြီးရှိတယ်ဆိုတော့နိုင်ငံခြားသားတွေကတော့လို့ရှိတယ်ဆူလို့လို့မပန်ညာလို့မမော်တယ်လို့မဆိုပါတွားပြီးလည်းထင်ကြီးမနေနဲ့ဒါကမြန်မာအမျိုးသမီးတွေအမျိုးသားတွေသတိထားရမယ့်ချက်လေးပါဒုတိယက online မှာချစ်ကြိုက်တဲ့ website တွေကိုလည်း သွားပြီးမှတိတ်ပြီးသုံးမနေနဲ့ dating apps တို့အခုခက်စားနေတယ်ကျွန်တော်မြန်မာအမျိုးသမီးတွေကလည်းဒါကို alien promote လုပ်နေတယ်မင်းတို့ dating app လို့ကျွန်တော်ကျွန်မအမျိုးသားကဒီ dating app မှာတွေ့နေပါတယ်ကျွန်မအချစ်သူကဒီ dating app မှာတွေ့နေပါတယ်လို့ promote လုပ်နေကြတယ်မြန်မာနိုင်ငံမှာလေမြန်မာနိုင်ငံအမျိုးသမီးတွေကဂျပန်မှာရှိတဲ့အမျိုးသမီးတွေကကိုရီးယားမှာရှိနေမြန်မာအမျိုးသမီးတွေကလည်း US မှာရှိနေမြန်မာအမျိုးသမီးတွေကလည်းအဲ့ဒီ dating apps ကိုမင်းတို့ကြုံရပေးနေတယ် သွားပြီးမှလည်းဒါကိုလိုက်မရအောင်ကြနဲ့ online မှာချစ်သူရှာတဲ့ site ကတော်တော်လေး andre g တယ်နော်ဘောရောသူတို့ကလူကောင်းတွေနဲ့တွေ့လို့တာသူတို့အတွက်စင်ပြတာပါ but it's not for everybody it's not for everyone guys so internet ပေါ်မှာမတိတဲ့သူတွေချစ်ရင်နော်ချစ်ရင်ဆိုင်ရတော့မို့နော်ချစ်ရင်ဆူရပါရလို့မယ်လုပ်ငန်းနဲ့ဆက်ဆက်မှုကလာမယ်ဘာညာသွားပြီးမယုံကြနဲ့ခင်ဗျားတို့လှေစားမှုခံနိုင်ခြင်းအများကြီးရှိတယ် online ကနေလူဖြူကောင်းနဲ့တွေ့တယ်ဂျပန်ကောင်းနဲ့တွေ့တယ်ကူရီးယားကောင်းနဲ့တွေ့တယ်တိတ်ပြီးလားအားမရမနေနဲ့ဟောခမရအတွက်ကလည်းဒါက main ဒသခံအဖြစ်လှေဆန်းလှေစားခံမှုဖြစ်ဖြစ်နိုင်ခြင်းများကြီးရှိတယ်ဒီကိစ္စတွေကိုလည်းသွားပြီးမှမယုံကြတဲ့တက်သေးထောက်ထားတွေနဲ့အများကြီးရှိလာတယ်ဒီ online နဲ့ပြဿနာနဲ့ပတ်သက်ပြီးမှလည်းလူတက်မှုလူလင်လင်မှုအများကြီးရင်ဆိုင်ခဲ့ရပြီဆိုတော့နေဆက်ဒေတာမှာကျွန်တော်တို့ guide star တွေကအများကြီးရှိတယ်အထူးသဖြင့်ထိုင်းနဲ့မြန်မာနေဆက်လုံး နေဆက်လူမျိုးနေရမှာကွာဂျက်ဖက်ကိုင်းတွေကအပါဝင်လူမောင်ခူမှုကိုင်းတွေငွေကြေးလင်းလင်းမှုကိုင်းတွေကလုံးဝတော့စီစဉ်ကွပ်ပြီးမှလုံးဝလှုပ်ရှားနေတဲ့နေရာဖြစ်တယ်ဆိုတော့ဒီအထူးသဖြင့်ဒီနေဆက်မှာလုံးလုံးမယ်ဆိုတော့တတိထားကြပါအထူးသဖြင့်အခုကျွန်တော်တို့ပြောနေတဲ့နေရာဂျက်ဖက်ကိုင်းတွေရဲ့လှုပ်ရှားတဲ့နေရာတွေမှာအလုတ်ကန်းလှမ်းနေဆိုတော့အထူးသဖြင့်တတိထားကြပါလုံးဝမသွားကြပါနဲ့ပေါ့ဒါတို့ကတော့တောင်းဆိုချင်တယ်ဆိုတော့ခင်ဗျားတို့ရဲ့မိသားစုမိတ်ဆွေ တူဖန်းခံပြီးမှပဲငွေညှစ်နေတာတော့နော်ဒါတို့ကိုကြုံတွေ့ရလို့ရှင်တော့ရေးကူပဲချက်ချင်းကြောင်းချပါဒါကအကောင်းဆုံးပဲကိုယ်တိုင်သွားပြီးမှငွေပေးမနေနဲ့ခင်ဗျားတို့လည်းတို့ကြတာဖန်းခံရအောင်မယ်တက်ခံရလေအောင်မယ်ဆိုတော့အခုပူဆူးတာကကွာဒီကိုအင်ကာအစိတ်အပိုင်းကိုပါပို့ပြီးမှရောင်းစားပလိုက်တဲ့စူရီအထီကူတာဖြစ်လာတာဒီတရင်ကတော်တော်လေးကိုကြောက်လက်မှုကောင်းတဲ့တရင်ပါကွာလုံးဝရန်ကို ကြောက်စရာကောင်းတယ်ဒါပေမဲ့အရင်မ source ကိုတော့စစ်ဆေးပါဘောနော်တကယ်ပဲဖြစ်မလားဆိုတော့မတိသေးဘူးပေါ့ဗျာအခုက UN ကလည်းလောက်ထိတော့မြန်မာနိုင်ငံမှာဒီကိုရင်းအင်ကာစေးပိုင်းရောင်းရောင်းချမှုတွေလူမောင်ခုမှုတွေရှိတယ်ဆိုတာကလည်း UN ရဲ့လေတံတွေကတော့မထွက်သေးပါဘူးဒါပေမဲ့ဒီကိစ္စကိုတော့တတိုလေးကိုကြောက်စရာကောင်းပါတယ်တတိုလေးကိုကြောက်စအခုကမြန်မာနိုင်ငံမှာဖြစ်ပျက်တာတော့ဒီ Belarus တူလေးကိုသူ့ရဲ့ကိုရီးအင်ကာအစိပ်ပိုင်းကိုပါထုတ်ပြီးမ လုတ်ပလိုက်တာဆိုတော့အရန်ကိုကြောက်စရာကောင်းပါလေ alright ဒါကတော့ကျွန်တော်တို့မြန်မာနိုင်ငံအကြောင်းနဲ့ပတ်သက်ပြီးမှဒီဆက်ထားတဲ့ Belarus တူလေမြန်မာနိုင်ငံမှာအယောင်ခံပြီးတဲ့နောက်ပိုင်းမှာဒီငွေချေးလင်းလင်းမှုဂိုင်းစာရင်းကသူ့ရဲ့ကိုရင်းအင်ကာအစိတ်အပိုင်းကိုပါထုတ်ဖြတ်ပြီးမှတပ်ပလိုက်တယ်အလောင်းအလောင်းကိုမိကျူခဲ့တယ်သူမိသားသူမိသားစုထံမှာဒေါ်လာ9သိန်းတောင်းတယ်မရနိုင်လို့သူ့ကိုတပ်ပလိုက်တယ်ဆိုတော့ အကြောင်းလေးကို short to the point တင်ဆက်ဆွေးနွေးပေးတာဖြစ်ပါတယ်ဆိုတော့ကုရိင်္ဂါကဘာအတွက်ရောင်းတာလဲတဲ့အိုးမတည်ဘူးလားကုရိင်္ဂါကအယံအယံစည်းကြီးတယ်ဥမာခင်းနီကြောက်ကကဘာမှာကြောက်ကဝေဖူလိုက်ရှာနေတဲ့တထေးတွေအများကြီးရှိတယ်အဲ့ဒီကြောက်ကတကအယံအယံစည်းကြီးတယ်ပြီးတော့ heart ခမရဲ့နှလုံးကြီးကုရိင်္ဂါမန္တမြကအယံကိုစည်းကြီးတယ်ကွာ ကပ္ပတထေးတွင်ကလည်းလိုက်ရှာနေဒီဒီဒီကိစ္စဝေဖို့ကအဲ့ဒါကြောင့်အခုလိုမျိုးကြားဖြတ်ကိုင်းစစ်သားတွေကသူတို့ဖမ်းထားတဲ့လူတွေကိုတပ်ဖြတ်ပြီးမှဒီတိုင်းမလုပ်ဘူးတော့သူတို့ရဲ့ဂုဏ်ရင်ကကိုအကုန်လုံးဖောက်ယူပြီးမှရောင်းသွားတာဥပမာပြောပြမယ်ဆိုတော့ speed squid game ကြည့်လား squid game မှာလဲ squid game မှာလဲသူတို့တတ်သမျှလူတွေကိုပါလဲသူတို့ရဲ့ဂုဏ်ရင်ကကိုထောက်ပြီးမှပဲတထေးတထေးတွင်စီမှာရောင်းခဲ့တာဒီ squid game က ဒီ movie theater movie theater ကသာဖြစ်တာတကယ့်လက်တွေ့မှာလေအဲ့လိုမျိုးလူစုတွေမြတွေလုံးဝ gain ဆာတွေကလူကိုတက်ဖြတ်ပြီးမှကိုရင်းကအစစ်အပိုင်းကိုထုတ်ပြီးမှအယောင်းတဲ့လူတွေအများကြီးရှိရဲဆိုတာကကဘာကြီးရဲ့တကယ့်အမှန်တရားရှိတယ်တကယ့်အမှန်တရားဖြစ်နေတယ်ပေါ့ဆိုတော့ဒါကြောင့်တို့ရဲ့ green inca ကိုရောင်းသွားတာဖြစ်ပါတယ်ပေါ့နော်ဒီလောက်နဲ့ပဲကျွန်တော်တို့ရဲ့မြန်မာနိုင်ငံအကြောင်းကိုသုံးသပ်ပြရစေဒါကကျွန်တော်ရဲ့ YouTube channel အသစ်လေးပါမြန်မာနိုင်ငံအကြောင်းအတွက်တည်တံ့ပြောဖို့ရတဲ့တည်ထောင်ထားတဲ့အသစ်လေးပါ တော်ပြီးမှ subscribe လုပ်ပေးကြပါဘောအခုလိုမျိုးကြည့်ရှုအားပေးရမယ့်ဆိုရင်အားလုံးပုံမှာ Jesus တင်တယ် thank you so much for watching beautiful people